န်းရွှေကတော့ဒီနေ့မှလည်းတရားကြားနဲ့ဈေးဖွင့်သွားပါပြီအားလုံးမင်္ဂလာပါစေချင်းသာချင်းကိုကြမှာကျနေပြေဆုံးနိုင်ကြပါစေဒီနေ့က30ရက်နေ့6လပိုင်း2020နဲ့5ခုနှစ်မနက်ပိုင်းထိုင်းဆွေစီကတော့တရားကြားပါတယ်96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းဆွေခဲသေးဆိုင်ကရောင်းတဲ့ဈေးက9500ဆိုင်ကလက်ခံတဲ့ဈေးက9400လက်ဝယ်ရတဲ့ဈေးနှုန်းတွေကဆိုင်ကရောင်းတဲ့ဈေးက9300အဘချွေတောင်စားကဒေါ်လာ3298နဲ့ထိုင်းဆွေစီကိုတွက်ထားပါတယ်ဒေါ်လာကိုတိုင်းမှန်ငွေ32.55နဲ့ထိုင်းဆွေစီကိုတွက်ထားပါတယ် 96.5ရာခိုင်နှုန်းရှိတဲ့တန်းရွှေခဲကဘန်ကောက်ထဲမှာလက်ခံ200ရှိပါတယ်။လက်ခံ BC တန်းရွှေခဲတဲ့ဘက်သားကို9800နဲ့ပေါင်စည်းရှိနေပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကရာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က9400နဲ့ပြန်ပြီးတော့လက်ခံပါပါ။ဥယျာဉ်ရဲ့လက်ခံတွေကတော့ဘန်ကောက်ထဲမှာတစ်ဘက်သားကို1000ကနေ2000အထိရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထေပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခံစည်းနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့တန်းရွှေလက်ဝယ်ရနာတစ်ဘက်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ခိုင်နှုန်းဖြတ်ပြီးတဲ့အပြင်ကို4800ကျော်စည်းနဲ့ပြန်ပြီးတော့လက်ခံပါပါ။တန်းရွှေဈေးကဒီနေ့မှလည်းအကျဈေးနဲ့ရှိနေပါသေး တယ်။ Style တွေကိုစိတ်ဝင်စားလို့ဝယ်စုမယ်ဆိုလို့ရှိရင်တော့အချစင်းနဲ့ဝယ်စုရမှာဖြစ်ပါတယ်။လက်ရှိရွှေစင်းတို့ကတော့ဝယ်စုထားဖို့တော်တော်လေးကောင်းတဲ့စင်းတို့လို့ပြောလို့ရပါတယ်။ထိုင်းရွှေကိုဝယ်စုမယ်ဆိုရင်အခဲကိုပဲဝယ်စုထားကြပါလို့ကြံပြုချင်ပါတယ်။အလုံးမဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအနည်းငယ်ကင်းလို့ပြီးရှင်နိုင်ကြပါစေ။